ခလာရတက်တရဲမှုကတော့ဒေါ်မတ်ကြိုင်တဖြစ်လဲနိုင်ငံတော်အကြီးအကဲကတော့ဒေါ်ကြိုင်ကြိုင်ကလည်း2002ခုနှစ်ကစပြီးသူ့ကိုမဲတော်ကြီးလို့ခေါ်ပြီးသူ့သမီးတွေကို သမီးတော်တွေလို့ခေါ်ဝေါ်ကြဖို့သူတို့မိသားစုနဲ့နှိစက်တဲ့စစ်ဘက်အရက်ဘက်အရာရှိကြီးတွေကိုနှုတ်မိတ်နဲ့ညွန်ကြားခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်နိုင်ငံတော်အကြီးအကဲရဲ့စိုင်းတော်အခမ်းအမမှာလည်းမင်းတရားကြီးနဲ့မဲတော်ကြီးအတွက်ဆိုဖာနှလုံးသားချထားပြီး ဒုရယာပို့ချုပ်မှုကြီးမောင်ရေးနဲ့ဒေါ်မြဆန်းတို့အပါအဝင် လာသမျှဧည့်သည်အလုံးကျမ်းပြေပေါ်မှာပစစ်တုပ်ထိုင်ခိုင်းလေးရှိတယ်လို့ဆိုပါတယ် ကြပြင်းနှံတွင်အရှုပ်တော်ပုံကိုလေးလာရမှာဆရာနာရှင်ဘိုးချုပ်ကြီးတွေရဲ့အတွင်ပရိပခါတွေလောက်ကိုလေးလာရုံနဲ့ပြည့်စုံမှာမဟုတ်ပါဘူးဆရာနာရှင်ဘိုးချုပ်ကြီးတွေရဲ့ထူးဆန်းတဲ့စိတ်ယောဂနဲ့သူတို့ရဲ့နောက်ွယ်ကမဟေတီကြီးတွေရဲ့မိဖို့ကြောင့်ကပီနဲ့အရှင်နေကိုပါပူတွဲလေးလာနိုင်မှသာနန်းတွင်အရှုပ်တော်ပုံရဲ့အကြောင်းရင်းစင်မြစ်ကိုပုံမနားလေသဘောပေါက်မှာဖြစ်ပါတယ် ဒါကြောင့်ပုပ်ကိုရေးဆန်တဲ့အရှုပ်အကြောင်းအရာတွေကိုမဖော်ပြခြင်းပေမဲ့နန်းတွေအရှုပ်တော်ပုံနဲ့ဆက်နွယ်ပတ်သက်နေတဲ့အကြောင်းအရာတချို့ကိုတော့မလွဲမရှောင်သာထည့်သွင်းဖော်ပြရဖို့လိုအပ်လာပါတယ်။ဘူဂျုံမူကြီးစောမောင်ကသူ့ကိုယ်သူကြံခဲ့တဲ့စစ်သားကြံစစ်သားဆိုပြီးသူ့ရဲ့ကဘာကျော်မာရသွန်မိန်ကွန်းရှိကြီးတခုမှထည့်သွင်းပြောဆိုခဲ့ပူပါတယ်။စစ်ထောက်လမ်းရေးတွေဦးစီးတဲ့တောင်းရင်စာပေဝိုင်းဆိုတဲ့အဖွဲ့ကလည်းညစွာခတ်သိမ်းသောလူအပေါင်းတို့ဤတာတကွဲမရတကွဲမိတကွဲဖတ်တကွဲဖြစ်ရကုန်ဤ ထိုသူတို့၏စိတ်ဆင်းရဲခြင်းဒုက္ခကိုငါငြိမ့်ပါအံ့ထိုသူတို့၏မျက်ရည်ကိုငါတုပ်ပါအံ့ငါ၏လက်ရလက်ဖြင့်စံစပါးရိတ်ခါကိုပေးအံ့ငါ၏လဝဲလက်ဖြင့်ဝစ်စားတစာကိုပေးအံ့အမိသည်တားငယ်ကိုရင်ခွေ၌နှစ်သိမ့်စေတကယ်သို့ငါသည်လည်းတိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့ကျန်စက်သားမင်းခရစ်နှစ်1084 1112ဆိုပြီးမူရိဒါဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ရဲ့လှစင်တို့မြက်ခင်းတဲ့မဂ္ဂဇင်းတွေရဲ့ရှေ့ဆုံးစာမျက်နှာတွေကနေမင်းယူပုံစော်လုပ်ပေးခဲ့ပူပါတယ်နောက်ဆုံးရလက်ကတော့ကျန်စစ်သားမင်းအဖြစ်ရင်းရင်လေးယူနေရကနေစစ်ရုံးမှရှိသမျှလက်အောက်ရာရှိတွေကိုသူစိတ်ပတိကိုလက်နဲ့ထိခိုင်းပြီးဘလို့ထူရှားတဲ့ခံစားမှုရှိတယ်လို့နေ့စဉ်မိတဲ့အထိတွတ်တွတ်ခါတဲ့အစဉ်ကိုရောက်ရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကြံစည်သားမင်းကိုဖယ်ရှားပြီးအာနာသိမ့်ခဲ့တဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေကလည်းသူ့ရဲ့ဇာတိကြောက်စဲဒေသမှာတရှိန်ကဘရင်ဖြစ်ခဲ့တဲ့တာလွန်မင်းတရားကြီးဝင်စားသူလို့သူ့ကိုယ်သူယုံကြည်နေသူဖြစ်ပါတယ်ခလာရတက်တရဲမှုကတော့ဒေါ်မတ်ကြိုင်တဖြစ်လဲနိုင်ငံတော်အကြီးအကဲကတော့ဒေါ်ကြိုင်ကြိုင်ကလည်း2002ခုနှစ်ကစပြီးသူ့ကိုမဲတော်ကြီးလို့ခေါ်ပြီး သူသမီးတွေကို သမီးတော်တွေလို့ခေါ်ဝေါ်ကြဖို့သူတို့မိသားစုနဲ့နှိစက်တဲ့စစ်ဘက်အရက်ဘက်အရာရှိကြီးတွေကိုနှုတ်မိတ်နဲ့ညွန်ကြားခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်နိုင်ငံတော်အကြီးအကဲရဲ့စိုင်းတော်အခမ်းအမားလည်းမင်းတရားကြီးနဲ့မေတော်ကြီးအတွက်ဆိုဖာနှလုံးသားချထားပြီးဒုရယာပူဇုံမှုကြီးမောင်ရေးနဲ့ဒေါ်မြဆန်းတို့အပါအဝင်လာသမျှဧည့်သည်အလုံးကျမ်းပြေပေါ်မှာပစစ်တုပ်ထိုင်ခိုင်းလေးရှိတယ်လို့ဆိုပါရယ် သမီးတော်တွေရဲ့စံအိမ်တော်တွေမှာလည်းအလားတူဧည့်သည်တွေကိုကျန်းပြစ်ပေါ်မှာထိုင်ခိုင်းလေးရှိကြောင်းသိရှိရပါတယ်။သူ့ကိုယ်သူစင်ပြူချင်းမိဖုရားကြီးဝင်စားသူလို့ယုံကြည်နေတဲ့မေတော်ကြီးတော်ကြံကြံကရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နယ်ဇက်ကဖမ်းမိလာတဲ့စင်ပြူတွေကိုရန်ကုန်အရောက်လေတံကားတတံနဲ့တည်ဆောင်ခိုင်းပြီးအင်းစိန်ကိုမှတရုတ်သင်းချိုင်းနေရာဟောင်းမှာစင်ပြူတော်တွေထားရှိဖို့အတွက်အစာအုပ်တွေကို တခန်းတနာဆောက်လုပ်စေခဲ့ပါတယ်။ မေတော်ကြီးနဲ့သမီးတော်တွေကသူတို့ကိုးကွယ်စည်းကပ်နေတဲ့ဘေးတွင်နက္ခတ်ဆရာတရှုံးနဲ့အခါတော်ပေးချက်အရ2003ခုနှစ်နဲ့2004ခုနှစ်အတွင်းညဘက်မှာနောင်ဝဲနန်းစားတွေကိုဝစ်ဆင်ပြီးစင်ပြူတော်တွေစီးဖို့ကိုးမိုင်တင်ကြိုင်းကိုတွားရောက်ခဲ့ကြောင်းသိရှိရပါတယ်။အဝေးအစားကိုရုတ်ကာယာနေမို့စင်တွေကလက်မီထွက်ပြေးတဲ့အတွက်တော်ဝင်မိသားစု စင်ပေါ်ကပြုတ်ကျသူကြဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုအတွင်ကြကြသိရှိခဲ့ကြတဲ့ဒါအဖဝင်ကြီးတွေနဲ့စစ်ရုံးချုပ်အရာရှိကြီးတွေကတော့ကွေရမှာစစ်နေမီမြင်းကန်ခံလာရတဲ့တော်ဝင်မိသားစုဆိုပြီးဟာသားလောက်ပြောဆိုနေကြောင်းသိရှိရပါတယ်တော်ဝင်မိသားစုမှာတားတော်၃ပါးနဲ့သမီးတော်၅ပါးရှိကြောင်းသိရှိရပါတယ်။ဥကြိုင်ဆန်းရွှေ၊ဥထွန်းနိုင်ရွှေခေါ်၊ဥထွန်းထွန်းနိုင်၊ဥတန်းစော်ရွှေခေါ်၊ဥမောင်မောင်နဲ့ဒေါခင်ပြုံးရွှေ၊ဒေါ်ကြည်မာရွှေခေါ်၊ဒေါ်ကြည်ကြည်ရွှေခေါ်မတ်အော် ဒေါ်တသိရွှေခေါ်ဒေါ်အေးအေးသိရွှေဒေါ်ဒေဝရွှေနဲ့ဒေါ်တနာရွှေခေါ်ပောက်ပောက်တို့ဖြစ်ပါတယ်။တမီလေးဦးကဖခင်ဖြစ်သူရဲ့ဩဇာအရှိန်အဝါကို အသုံးပြုပြီးနိုင်ငံခြားရေးဝန်ကြီးဌာနမှအတွင်းဝင်ယာရုကိုရယူထားကြကြောင်းသိရှိရပါတယ်။ဥကျန်ဆန်းရွှေရဲ့ဇနီးကဒေါက်တာခင်ဝင်းစိန်ဖြစ်ပြီးဂျီရိုးနဲ့စားတောက်ဆိုင်တွေကိုပိုင်ဆိုင်ကြောင်းသိရှိရပါတယ်။ ဥထုံးနိုင်ရွှေရဲ့ဇနီးကဒေါခင်တန်နာဖြစ်ပြီးဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတွေမှာစီးပွားရေးလုပ်ငန်းတွေအများအပြားပိုင်ဆိုင်ကြောင်းသိရှိရပါတယ်။ဒေါခင်ပြုံးရွှေရဲ့ခင်မွန်းကပုံမူကြီးတိန်းနိုင်တက်မတော်လေးဖြစ်ပြီးမကြခင်ကပြုလုပ်ခဲ့တဲ့တက်တွင်းရာထူးအပြောင်းလဲတွေမှာပုံမူကျုပ်အစင်းနဲ့မင်္ဂလာတုံလေးတက်စခန်းမှုအဖြစ်တာဝန်ပေးအပ်ရှင်ခံခဲ့ရကြောင်းသိရှိရပါတယ်။ဒေါကြီးမရွှေခေါ်ဒေါကြီးကြီးရွှေရဲ့ခင်မွန်းကပုံမူကြီးနေဆုံးမှာတက်မတော်စေးတက်ဖြစ်ပြီး သူတို့ရဲ့တာဖြစ်တဲ့ဖိုလာပြေခေါ်နေရွှေသွေးအောင်ဟာဘုကြုံမူကြီးတန်းရွှေရဲ့အရှိဆုံးမိတဦးလည်းဖြစ်ကြောင်းသိရှိရပါတယ်။နေရှိသွေးအားမူရည်ဇေဝသုံးဆွဲနေကြဗိုလ်ချုပ်မူကြီးသိရှိသွားခဲ့ရမှမိကိုကြွလျှောက်လိုက်ရင်မူရည်ဇေဝဖြန့်ဖြူးရောင်ရှသူအောင်စော်ရဲမြင့်ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ဤသားနှင့်စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်တို့ကို မကြခင်ကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် စိစီသောညဗီဒီယိုမင်းသမီးဒေါ်တနာရွှေခေါ်ပောက်ပောက်ရိုက်ခင်မွန်းကတော့စီးပွားရေးနဲ့ကုတန်ရဝယ်ရင်ဝင်ကြီးဌာနကုံသွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှုဘုံမှုစော်ဖြိုးဝင်းဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့မိသားစုဟာစီးပွားရေးလုပ်ငန်းကြီးတွေကိုထင်ထင်ပေါ်ပေါ်ထူထောင်လုပ်ကိုင်တာမျိုးမတွေ့ရပေမဲ့တက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကနေပုံမှန်စက်ကြေးဝင်နဲ့စီးပွားရေးလုပ်ပိုင်ခွင့်လိုင်စင်တွေကိုလက်ခံရယူပြီးပြန်ရောင်းစားတာတွေပြုလုပ်နေကြောင်းသိရှိရပါတယ်။ 2014စက်တင်ဘာ18ရက်နေ့မှာဖြုတ်ထုတ်ဖယ်ရှားခံလိုက်ရတဲ့လေယာစိုက်ပျိုးရေးနယ်စပ်များဝန်ကြီးဌာနဝန်ကြီးဗိုလ်ချုပ်ညွန့်တင်ရဲ့လက်ဆောင်မှုတွေကိုအင်းစိန်အထူးတရားရုံးမှာစစ်ဆေးတဲ့အခါဗိုလ်ချုပ်ညွန့်တင်ရဲ့ဇနီးဒေါခင်မျိုးဦးကသူတို့ရလာတဲ့လက်ငွေတွေကမေတော်ကြီးတော်ကြံကြိုင်တဲ့သမီးတော်တွေကိုတစ်လုံးလင်းအမေရိကန်ဒေါ်လာ1.5တန်းတန်နဲ့စိတ်ငါးလုံးနဲ့ကတော့ခဲ့ရတယ်လို့ထွက်ဆိုခဲ့ကြောင်း2005ခုနှစ်အောက်တိုဘာ12ရက်နေ့ချုပ်ဘန်ကောက်ပို့တည်င်းစာမှာစောင်းမရှင်လေရီဂျေကင်က ထုတ်ဖော်ရေးသားခဲ့တာတွေ့ရပါတယ်။ဒါအပြင်တစ်တော်ဝင်ကြီးဦးအောင်ဖုံးစီကတောင်းယူရရှိထားတဲ့တစ်ထုတ်လုပ်ခွင့်လိုင်စင်တွေကိုဒေါ်ကြိုင်ကြိုင်ကတစ်လုပ်ငန်းကုမ္ပဏီတွေကိုရောင်းစားခဲ့ရမှာလဲအဲ့ဒီလိုင်စင်ပါတစ်တော်တွေဟာခုတ်လဲရောင်းချထားပြီဖြစ်လို့ခုတ်ဆရာတပင်မမကြံတော့ကြောင်းကုမ္ပဏီကဒေါ်ကြိုင်ကြိုင်ကိုပြန်လဲတိုင်ကြားခဲ့တဲ့အတွက်ဥအောင်ဖုံးဟာရှက်ရှင်းဖြုတ်ထုတ်ဖယ်ရှားခံခဲ့ရပါတယ် ဗိုလ်ချုပ်မှုကြီးရဲ့မိသားစုကပကံလီကျောင်းလိုင်းအပါအဝင်တထေးလေးဥဒေစာနဲ့တထေးလေးမောင်ဝိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းအစုရှယ်ယာတွေအများအပြားထည့်ဝင်ထားကြောင်းသိရှိရပါတယ်။ရန်ကုန်ကံတော်ကြီးကံရိပ်တာစားတော့ဆိုင်တွေနဲ့ကြောက်စဲမန္တလေးပြည်ဆွေးနေတဲ့စင်ပြူတော်ဟိုင်းလက်ကားတဲ့တွေကိုလည်းဗိုလ်ချုပ်မှုကြီးရဲ့တမိတော်တွေကပိုင်ဆိုင်ကြကြောင်းသိရှိရပါတယ်။တမိတော်၄ဦးလုံးဟာ နိုင်ငံခြားရေးဌာနမှာအတွင်းဝင်ယာတူးကိုလည်းရယူထားကြပါတယ်။ ေါက်ခင်ပြုံးရွှေဟာ2000 2000တခုနှစ်ကဆွစ်ဇာလန်နိုင်ငံဂျနီဖာတန်ယုံမှတာဝန်ထမ်းဆောင်ခဲ့ရပါတယ်ဒါပေမဲ့အတွင်းဝင်တအူးရဲ့အလုပ်တွေကိုလုတ်ကင်ခြင်းမပြုဘဲဘရင်သမီးတော်တယောက်လိုနေထိုင်ပြီးနိုင်ငံတော်ငွေတွေကိုထင်းတလို့သုံးဖြုံနေခဲ့တယ်လို့ဆိုပါရယ်။တန်အမတ်ကြီးဦးမြတန်းကဒေါခင်ပြုံးရွှေကိုတခွန်းမှပြန်မပြောရတဲ့အပြင်ဒေါခင်ပြုံးရွှေညွန်ကြားတဲ့အတားတသွေးမတိတ်လိုက်နာလှုပ်ဆောင်ပြီးခဲ့ရတယ်လို့ဆိုပါရယ်။ ဒေါခင်ပြုံးရွှေဟာလင်းယောက်ကြီးရှိပါလျက်နဲ့ဆွစ်ဇာလန်တန်ယုံမှတာဝန်ကျနေတဲ့တန်ယုံအတွင်းဝင်ကိုဇော်ထွန်းဦးနာအဖအတွင်ရင်မှုနှင့်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့သားနဲ့ဘာညာဘာညာအတံပလန်တွေထွက်ခဲ့တဲ့အတွက်ကိုစော်ထွန်းဦးနဲ့သူဇနီးမတ်တီတာရန်ကုန်မြို့တော်ဦးကိုလေးဤသမီးတို့ကြားမှာအိမ်အောင်ရေးပြဿနာတွေအကြီးအကျယ်တက်ခဲ့ကြောင်းသိရှိရပါတယ်။ ဒီပြဿနာတွေကြောင့်နောက်ဆုံးမှာကိုစော်ထွန်းဦးကိုမလေးရှားတန်ယုံတို့ပြောင်းရွှေ့ခိုင်းခဲ့ရပြီးဒေါခင်ပြောင်းရွှေ့ကိုတော့ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ဘာမဆိုင်ညာမဆိုင်ဂျာကငထွားခါနာဖြစ်ရသူကတော့တပ်အမတ်ကြီးဦးမြတန်ဖြစ်ပါတယ်။ တမီးတော်ကိုကောင်းကောင်းထိမ့်သိမ်းဆောက်ရှောက်နိုင်မှုမရှိဘူးဆိုတဲ့စွဲချက်နဲ့ဥမျှတန်းကိုဆွစ်ဇာလန်တန်ယုံမှမထားဖို့မေတော်ကြီးကိုယ်တိုင်ညွှန်ကြားခဲ့တာကြောင့်မြန်မာပြည်ကိုရှက်ရှင်းပြန်လည်ခေါ်ယူခံခဲ့ရပြီးသူ့နေရာကိုဂျာမနီနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ကြီးဦးညွတ်မောင်ရှိန်နဲ့အစားတို့ခဲ့ရကြောင်းသိရှိရပါတယ်။ ဒေါခင်ပြုံးရွှေဟာမြန်မာပြည်ရောက်တာတောင်နိုင်ငံသားကိုမကြခဏထွက်ပြီးကိုစော်ထွန်းဦးနဲ့ဆက်လက်တွဲဆုံဆက်သွယ်နေသေးတာကြောင့်နောက်ဆုံးမှာအမိုက်ကစပြတ်သက်မီလောင်ဆိုသလိုလူငယ်တွေရဲ့အမှုကမိဘတွေအထီးရောက်လာပြီးလူချင်းချင်းမှညီကဲကြတယ်လို့ဆိုပါတယ်။ဒါကြောင့်2001ဖေဖော်ဝါရီလမှာရဟတ်ရင်ပြကြတဲ့ဆုံးသွားခဲ့ရတဲ့နာအဖအတွင်ရင်မှုနဲ့ဒုတိယပိုချုပ်ကြီးတေဦးနဲ့ 2004ခုနှစ်ဖေဖော်ဝါရီလ5ရက်နေ့မှာပြောင်းရွှေ့ဖယ်ရှားဖြုတ်ထုတ်ခံလာရတဲ့ရန်ကုန်မြို့တော်ဝင်ဦးကိုလေးအငိမ့်စားပုံမူကြီးတို့ရဲ့အဖြစ်အပျက်တွေနောက်ွယ်မှာတခြားမမြင်နိုင်တဲ့အကြောင်းအရာတွေအများအပြားရှိနေနိုင်သေးတယ်လို့ယူဆရပါတယ်။လွန်ခဲ့တဲ့နှစ်ကလက်ထပ်ခဲ့တဲ့ဒေါ်တန်နာရွှေကတော့တရုတ်နိုင်ငံပြည်ကင်းမြန်မာတန်ယုံက အတွင်းဝင်တအူဖြစ်ပါတယ်။ ဒါပေမဲ့အတွင်းဝင်တာဝန်တွေကိုမထမ်းဆောင်ဘဲနဲ့ရှန်ဟဲကတက္ကသိုလ်တစ်ခုမှာပါရဂူပွဲယူဖို့နိုင်ငံတော်စည်းရိမ်နဲ့ကြောင်းတက်နေခဲ့တယ်လို့ဆိုပါရယ်။ရှန်ဟဲမှာကြောင်းတက်နေစဉ်ဝစ်ကြီးဝင်းငယ်ပြုစုပေးဖို့အတွက်လဲပီကင်းမြန်မာတန်ယုံကတန်ယုံဝက်တန်အမျိုးသမီးတအူးကိုပါဥွန်ချိုတီအနေနဲ့ထည့်ပေးခဲ့ရပါရယ်။ဒါပေမဲ့ဒေါ်တနာရွှေရဲ့ရင်းရင်သေးသေးဆက်ဆံခိုင်းစိမ်မှုတန်တွေကိုမခံနိုင်တဲ့အတွက်၄-၅ရက်အတွင်းမှာတန်ယုံကိုပြန်လာခွင့်ပြုဖို့တင်ပြတောင်းဆိုခဲ့ပါတယ်။ တန်အမတ်ကြီးကနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခမဝင်းကိုဆက်လက်တင်ပြခဲ့ရမှာဦးခမဝင်းကပြန်ခေါ်ဖို့ခွင့်ပြုခဲ့တဲ့အတွက်အဲ့ဒီဝန်ထမ်းအမျိုးသမီးကိုပီကင်းတန်ယုံကို ပြန်ခေါ်ခဲ့ကြောင်းသိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါ်တန်နာရွှေကမေတော်ကြီးကြံကြံကိုတိုင်ကြားခဲ့တာကြောင့်တော်ကြကြရဲ့အမိန့်နဲ့တန်ယုံအရာရှိအမျိုးသမီးတဦးနဲ့တန်ယုံဝန်ထမ်းအမျိုးသားတဦးကိုဒေါ်တန်နာရွှေလက်တော်လက်တောင်းခိုင်းစေဖို့ရှန်ဟဲကို ရှင်းရှင်းစေလွတ်ပေးခဲ့ရတယ်လို့ဆိုပါရယ် ဒေါ်ကျန်ကျန်ရဲ့မျက်မှန်တော်ရှာမှုကိုခံလိုက်ရတဲ့ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးခမဝင်းဟာလည်း2004ခုနှစ်စက်တင်ဘာ18ရက်နေ့မှာဖြုတ်ထုတ်ရှင်းတဲ့အထည်ပါသွားခဲ့ရပါတယ်။ဒေါ်အေးအေးသစ်ရွှေနဲ့ဒေါ်ကြည်ကြည်ရွှေတို့ညီမနှစ်ဦးကတော့စင်ကာပူမြန်မာတန်ယုံကအတွင်းဝင်နေဖြစ်ပါတယ်။နိုင်ငံတော်လဆာနဲ့ခန်းစား권တွေကိုယူပြီးစင်ကာပူမှာရှိတဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုဦးစီးရင်းစတင်နေကြသူတွေဖြစ်ပါတယ်။ စင်ကာပူမှာအကောင်းဆုံးနေအိမ်အကောင်းဆုံးကားတွေနဲ့စီးစိမ်ရှိရှိနေထိုင်ကြတဲ့အပြင်အပတ်စဉ်တောက်ကြနေတိုင်းနိုင်ငံတော်ပိုင်း MAI လေကြောင်းလိုင်းကလေရင်တွေနဲ့ပြည်တော်ပြန်လေးရှိပါတယ်။တခါတရံသူတို့ညီမတွေဈေးဝယ်နေတာကိုစောင့်ပေးရတဲ့အတွက် လေရင်ထွက်ခွာခြင်းနဲ့နောက်ကျလေးရှိကြောင်းသိရှိရပါတယ်။သူတို့ညီမနှစ်ဦးဟာတထေးလေးဥဒေစားနဲ့စီပွားရေးအရာပုပ်ကိုရေးအရာနီးကပ်စာဆက်ဆံရတဲ့အတွက်ဝေဖန်ပြောဆိုတဲ့တွင်အမျိုးမျိုးပေါ်ထွက်ခဲ့တာတွေ့ရပါတယ်။ တာလွန်မင်းတရားကြီးဝင်စားတာလို့ကိုကိုကိုယုံကြည်နေတဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေကတော့မြမတမိုင်းမှာသူ့မင်းဆက်ကိုတီထောင်နိုင်ဖို့စိတ်ကူးရင်နေသူဖြစ်ပါတယ်။သူ့ကိုယ်သူစုထားမြောက်မြမနိုင်ငံတော်ရဲ့အရှင်သခင်အဖြစ်တမိုင်းမော့ကွန်တင်ကြံရေးရအောင်စီစဉ်လှုပ်ဆောင်နေပါတယ်။ဗိုလ်ချုပ်ငူကြီးတန်းရွှေဟာသူရှိကထင်ပေါ်ကျော်ကြားဩဇာကြီးမာတဲ့တမတော်ကောင်းဆောင်တွေရဲ့တမိုင်းကိုမင်းမိန်ပြောက်ွယ်သွားအောင်စနစ်တကျအကွက်ရှာလှုပ်ဆောင်နေတာတွေ့ရပါတယ်။ သူ့ရဲ့ဆရာရင်ဖြစ်ခဲ့တဲ့ဆရာနာရှင်ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ဩဇာအာဏာအရှင်အဝါအားလုံးကိုတက်မတော်အတွင်မှာမြူတမုံမကြံရအောင်ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့တက်မတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့အရှင်အဝါကိုလည်းတက်မတော်တဲမှာတာမကပြည်သူလူထုအတွင်မှာပါလုံးဝပျောက်ကွယ်သွားအောင်ကြိုးပမ်းလှုပ်ဆောင်နေပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေဟာ1992-45ကြိမ်မြောက်အာဇာနည်နေ့ကစပြီးအစိုးရအဆက်ဆက်က44နှစ်ကြာကျင်းပပြုလုပ်လာခဲ့တဲ့အာဇာနည်နေ့အခမ်းအနားအစဉ်အလာတွေကိုစနစ်တကျဖျက်ဆီးခဲ့ပါတယ်။ဒီနှစ်ဇူလိုင်16ရက်နေ့62နှစ်မြောက်အာဇာနည်နေ့အခမ်းအနားဟာအဆိုးရွားဆုံးဖြစ်တာကိုတွေ့မြင်နိုင်ပါတယ်။ ဒီနှစ်မှာအာဇာနည်နေ့အခမ်းအနားကိုနိုင်ငံတော်အစ်စ်အနေနဲ့တောင်မကျင်းပါတော့ပဲရန်ကုန်မြို့တော်ဝင်လောက်ကဥဆောင်ကျင်းပတဲ့အစဉ်ထိမင်းမိန်လျှော်ရှားပြစ်ခဲ့တာတွေ့နိုင်ပါတယ်။ဘူတန်းရွှေသားမသိမရှင်းဆက်ပြီးအာနာရနေအောင်မယ်ဆိုရင်နောက်ပိုင်းမှာအာဇာနည်နေ့ဆိုတာကိုတော့မြမသမိုင်းကလုံးဝဖျောက်ဖျက် ပြစ်နိုင်ပါတယ်။တမတော်ဖခင်ကြီးရဲ့မြမလွတ်လပ်ရေးပြီးသူကကြီးဘိုးကျော်အောက်ဆန်းနဲ့သူ့မိသားစုအပေါ်သူနဲ့ပြိုင်ပွဲဖြစ်ခဲ့တဲ့ ဆက်အာနာရှင်ကြီးပိုကျုံနေဝင်းနဲ့သူမိသားစုက မနာလိုမုံတိစိတ်တွေရှိခဲ့ကြတာကိုမြမနိုင်ငံရဲ့တမိုင်းအကြောင်းလေးလာသိရှိထားသူတွေအနေနဲ့စူးစားပြီးနားလည်ပြီးလို့ရာကောင်းရနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဘိုးကျောင်းအောင်စန်းကြဆုံးချိန်မှာအသက်၁၄နှစ်အရွယ်သာရှိသေးတဲ့အညာသားမောင်တန်းရွှေဟာဘိုးကျောင်းအောင်စန်းနဲ့အာဇာနည်ခေါင်းဆောင်တွေအပေါ်မှာဂုံပြူလေးစားအကြရမှန်မသိပဲ မနာလိုမုံဒီစိတ်တွေဒီလောက်အထီးပြင်းထန်နေတာကိုတော့ဘလို့သမိုင်းပညာရှင်မှနားလည်သဘောပေါက်နိုင်ကြမှာမဟုတ်ပါဘူးစိတ်ပညာရှင်တွေအနေနဲ့သမိုင်းပညာရှင်တွေတက်စာရင်တစုံတရာပို့ပြီးနားလည်နိုင်စွမ်းရှိကြပါလိမ့်မယ်အမှန်ကတော့ဘိုးကြုံမူကြီးတန်းရွှေနဲ့သူ့မိသားစုကဘိုးကြုံအောင်ဆန်းနဲ့သူ့သမီးအပေါ်ဒီလောက်အထီးနာကြီးမုံဒီနေကြတာဟာအာနာရှင်ယောဂကြောင့်သာဖြစ်ပါတယ်